ယောက်ျားလေးတွေဆိုကြောက်အောင်လာတော့ဘဝတသက်တာစားမကုန်နေတဲ့ဘောနော်လိုတရတစ်ပင် lucky tree ပေါက်သွားတာတော့ဒီလိုမျိုးဖြစ်တတ်ပါတယ်ကိုအိမ်တော်ဘက်ကအရင်မချမ်းတော့ဆိုလို့ရှိရင်ကိုရဲ့လုပ်ငန်းတွေကနေပြီးတော့အောင်မြင်မှုကံတရားဝုန်းကနေရသွားလဝပြေမှာဒီအမှန်သားလေးပါတယ်ဆိုလို့ရှင်မိမိဟာလက်ပုံစံကောင်းကြီးဖြစ်စေညံ့ကြီးဖြစ်စေ ပြီးတော့လက်ရည်စာအဆင်ပြေသည်ဖြစ်စေမပြေသည်ဖြစ်စေလမ်းကြောင်းတွေဂျိုးကုန်းတွေကောင်းသည်ဖြစ်စေမကောင်းသည်ဖြစ်စေ Apollo tree ဆိုတဲ့ lucky tree အမှတ်သားလေးပါလာလို့ရှင်ရုတ်တရက်တချီရဲတစ်ချက်တည်းကြီးပွားချမ်းသာတာမျိုးမိမြပင်ဆင်းရဲတဲ့အတိုင်းဝိုင်းမှာပေါက်ဖွားမွေးဖွားလာပါကူရွှေဘုံဘုံကိုဖြုံးနေတိုင်းကနေရောက်သွားတာမျိုးဖားကန်လို့ပေါ့နော်မှော်မိစားပြီးတချီရဲတစ်ချက်တည်းကြောက်အောင်သွားတာမျိုး ဲ့ဒီအမှတ်သားပါလို့ရှင်အားလုံးပြည့်စုံသွားတာမျိုးဒီအမှတ်သားလေး universal true လက္ခဏာလေးကိုပြချင်ပါတယ်ဆီအမလက္ခဏာနဲ့ပတ်သက်ပြီးတင်ပြသမျှတွေက universal true ဖြစ်ပါတယ်ရှင်ဒီတကဘာတော့မှာရှိတယ်ဘယ်သူမျိုးကိုပဲသွားဟောဟောမှန်တဲ့လက္ခဏာအမှတ်သားတွေကိုဒါလည်းဆ iam တင်ပါတယ်ဒီ universal truth ဖြစ်တဲ့အတွက်ကြောင့်မလို့သူတေသနာပိုင်းဆိုင်ရာအရင်တော့ကကြံ့ငံ့နေမှလည်းရှိပြီးသားဆ iam လည်းထက်လောင်း ကြည်ပေးထားပြီးမှန်ကန်မှုအများကြီးရှိခဲ့ပါတယ်။မှားစရာအကြောင်းရင်းကတော့တော်တော်ုံနည်းဖို့ပါစံနေရှိပါတယ်။ဒီလိုအမှတ်သားလေးဖြစ်ပါတယ်ရှင်။လက်သကြွယ်ရဲ့အောက်နှလုံးလမ်းကြောင်းပေါ်ကနေမှပေါက်ဖွားလာတဲ့ tree ပုံစံမျိုးတပေပုံစံမျိုးအမှတ်သားဖြစ်ပါတယ်တချို့ဆရာကြီးတော်တော်များများပါဒီမှာလက်သွေအောင်မှာအောင်မီးလမ်းကြောင်းတချောင်းပိုင်အရန်ချမ်းသာမယ်လို့ပြောကြရတယ်မလားဒါကလည်းဥစားရာကောင်းတဲ့အတွက် မှန်တဲ့လောက်မှန်ပါတယ်ရှင်သို့တော့အခုဆရာမပြတဲ့လက္ခဏာ3တပင်လိုပုံစံမျိုးဖြစ်နေတာအောက်ကခမကြီးကသူကတချောင်းနဲ့ပဲရှိပါတယ်ရှင်အဲ့ဒီအပေါ်ကမှအခက်လက်ကိုင်းနေရဖြာသွားတာဒါဝကြတော့လက်သွေကျွဲလက်ချောင်းကိုကြတော့အပိုလိုလက်ချောင်းလို့လည်းခေါ်တယ်လက်သွေကျဲလက်အောက်မှာလက်စွပ်ပိုင်အပိုလိုရင်းလို့လည်းခေါ်တယ်အခုဟာကဒီအပိုလိုလက်ချောင်းအောက်မှာမှာ tree ပုံစံနဲ့ခမခပ်ဖွဲ့ းဖြတ်ထွက်သွားတယ်လို့မျိုး ဖြစ်သွားသေးတာမျိုး ရှိတယ်။နောက်ထပ်တစ်ချက်ကကြတော့တချို့အမျိုးသမီးတွေမှာဆိုဒီဘက်ကလေးတွေပါတချို့ကဒီလိုလေးတွေဒီမှာတယောက်ရဲ့လက္ခဏာလေးအောင်ဆင်မဖုန်းလို့ပါစေ။ဒီလိုမျိုးလေးတွေပေါ့နော်။လိုမျိုးလေးတွေခတ်ဖြာတယ်လို့မျိုးဖြစ်နေတာမျိုးလေးတွေအဲတချို့အဲ့လိုမျိုးလေးတွေခတ်ဖြာတယ်လို့အဲ့လိုလေးတွေဖြစ်နေရလေးတွေရှိတယ်။ဒီလိုမျိုးလေးတွေသွားရတာရှိတယ်။ဒါ tree ပုံစံပဲเนาะတခုတတိဒါမှာအဲ့ tree ပုံစံကိုဘယ်လိုင်းမှာ ကတ်လန့်ဆင်းလိုက်တာဒီဗုဒ္ဓဦးချိုကဘက်ကလိုင်းနေကတ်လန့်ဆင်းတာဒီဘက်ချိုကဘက်ကလိုင်းနေကတ်လန့်ဆင်းတာမျိုးတော့မရှိရဒီ Apollo tree လေးပါလာပြီဆိုလို့ရှင်အမျိုးသမီးတွေမှာဆိုလို့ရှင်လေအိမ်တော်ရေကန်အရန်ကောင်းတာ तू ကဘလောက်မှ तू မချမ်းသာဘူးတာမန်မိသားစုအတိုင်းဝိုင်းရပဲဖြစ်ပါစေ तू ရမယ့်ယောက်ျားတကယ့်အောင်မှာဒိတ်ဒိတ်ချဲဟလာမြမကြီးမှာအဲ့လိုမျိုးနိုင်ငံနဲ့ချီပြီးထိတ်တန်းကျွဲကျွဲဝချမ်းသာတဲ့မျိုးကောင်းရိုးကောင်း ပညာတက်ဂုံတရေရှိစင်တန်းမြင့်ဒီလိုမျိုး generation moderate လုံနိုင်တဲ့ generation ရဲ့အမွေဆက်ခံသူဖြစ်တဲ့တားလှရတနာယောက်ျားလေးကိုအိမ်အောင်ပိုက်ဖြစ်ပိုင်ဆိုင်ရတဲ့တကုတ်တိထားမှာဒီ tree ရဲ့အမတ်သားကိုဘယ်လမ်းမှာကန့်လန့်မဖြတ်ရပါဘူးနော်။ဗမီမရပဲကိုကဆင်းရဲစေကမူအမျိုးသမီးဆိုလို့ရှင်လေကိုပိုင်လုပ်ငန်းကြီးအဲ့လိုမျိုးမှာလင်ကောင်းလင်ကောင်း ဟိုကို့အိမ်တော်ဘက်ကအရင်မချမ်းသာဘူးဆိုလို့ရှိရင်ကို့ရဲ့လုပ်ငန်းနေရာနေပြီးတော့အောင်မြင်မှုကံတရားဝုန်းငနဲ့ရသွားမယ်။ယောက်ျားလေးတွေဆိုကြောက်အောင်လာတော့ဘဝတသက်တာစားမကုန်နေတဲ့ဘောနော်။လိုတရတစ်ပင် lucky tree ပေါက်သွားတာတော့ဒီလိုမျိုးဖြစ်တတ်ပါတယ်။အဲတည်တည်ချာချာစိတ်ဝူတော့လိုတယ်ဒီအမတ်သားပါလို့ရှင်ဒါဖြစ်မယ်ဆိုတာပြောနိုင်တယ်ဘယ်ဟာမှကတ်လတ်မစင်းသွားဖို့အရေးကြီးတယ်အောက်ကဖြစ်နေတဲ့ ဒီအခြေအမြစ်ကတော့တခုပဲရှိရမှာဒီဘက်ကနေပြတော့မှာတရီယန်လေးလို့လာထောက်ချင်ထောက်လို့ရတယ်ဒီဘက်ကနေတို့လာထောက်ချင်ထောက်လို့ရတယ်ဒါတော့လုံးဝကတ်လတ်မဖြစ်တော့ကတ်လတ်ဖြစ်သွားရင်အပိုလို tree လောက်မဟုတ်တော့ပါဘူးရှင့်ဒီအမှတ်သားပါရင်ဒီလိုဖြစ်နိုင်တာဆိုတာရောဆီယမထက်တဲ့တုန်းကမေတ္တာဖြင့်ဟောပြောပေးလိုက်ပါတယ်။အားလုံးပဲမိမိရဲ့လက်တကျွဲအောက်လေးပေါ့နော်။ဆီယမဘဲဘက်ပိုင်းရလားညာဘက်ပိုင်းရလားညာဘက်ပိုင်းရပဲ။တစ်ဖက်ဖက်မှာပိုင်ရတယ်။ကိုတဲ့ ကိုတန်တဲ့ဘက်ပိုင်ပိုကောင်းတာပေါ့နော်။ကဲအားလုံးပဲအပိုလို tree တွေဟလာဒီ lucky tree ပါချရပါစေလို့ဆ iam ထက်တက်ထုံမှာစူတောင်းမြစ်တာပို့တာပေးလိုက်ပါရရှင်။အားလုံးပဲကျမ်းမာချမ်းသာပြီးပြဝေကွာကြပါစေရှင်။